မကြခင်ရေပြက်လက်တော့မဲ့အမေရိကန်ကိုကဲတင်ပေးနေတဲ့ဒေါ်လာ1 trillion တန်း mega project အားလုံးပဲမင်္ဂလာပါပကံအထက်ထက်မဲ့ channel ကနေကြိုဆိုပါတယ်1960ပြည့်နှစ်အစောပိုင်းတော့ပေါ်ကလီကကော်မတီတခုဟာအမေရိကန်ရဲ့အကြီးအမားဆုံးပြဿနာတွေထဲကတစ်ခုဖြစ်တဲ့အနောက်ဘက်ခြမ်းရေပြက်လက်မှုကိုထာဝရဖြည့်ရှင်းပေးမဲ့စီမံကိန်းတခုအစိုးပြုတ်ခဲ့ပါတယ်အဲ့ဒီ project ရဲ့ခန့်မှန်းကုန်ကျစရိတ်ကတော့ဒေါ်လာ1 trillion ပါအဲ့ဒီစီမံကိန်းကပါလေအမေရိကန်ရဲ့အနာဂတ်ကပါကြောင့်ဒီစီမံကိန်းပေါ်မူတည်နေရတာလေး ဒါပြင်ဒီစီမဲခင်းဟာတိုက်ကြီးတစ်ခုလုံးကိုဖျက်ကျော်ပြီးနှစ်ပေါင်း30ကြာတည်ဆောက်ရမယ်။နိုင်ငံပေါင်းစုံအင်ဂျင်နီယာဆိုင်ရာအန်အိုးပဲစီမံကိန်းတစ်ခုဖြစ်ပါတယ်။ဒီကနေ့မှာတော့အလွန်နဲ့နေပြီးအန်အိုးဆရာကောင်းတဲ့ American ရဲ့ Mega Project ကြီးတစ်ခုကြောင်းသူကပါလို့ American အတွက်အလွန်မဲအရေးပါနေရလဲတင်ဆက်ပေးမှာပါ။ပထမဆုံးအနေနဲ့အမေရိကန်မှာဘာကြောင့်ရေပြက်တနာရှိနေတာလဲဒါတွေကိုတိုက်ချက်ကြည့်ရအောင်ပါအကြောင်းရင်းကတစ်ခုပဲရှိပါတယ်စေပီးခေတာယာဝါပြောမှုကြောင့်ပါဒုတိယကမ္ဘာစေပီးဆုံးပြီးတဲ့နောက်မှာအမေရိကန်ပြည်ထောင်စုမှာခလေးမွှင်းလုံးမြင့်တက်လာခဲ့ပါတယ် 1946ခုနှစ်ကလေ1964ခုနှစ်ထိအမေရိကန်ပြည်ထောင်စုမှာကလေးပေါင်း86တန်လောက်မွေးဖွားခဲ့ပြီးအဲ့ဒီမတိုင်ခင်ဆက်ရှိနေသည့်လူဦးရေထက်တန်30နီးပါးပိုများပါတယ်ကလေးမွေးဖွားလို့တက်လာတာနဲ့မြောင်အမေရိကန်ရဲ့စက်မှုထုတ်လုပ်မှုကလေဒီကာလတွေမှာနှစ်ဆနီးပါးတိုးတက်လာခဲ့ပါတယ်ဒီချိန်ကတန်ကားရီနဲ့တိုက်လေရင်တွေထုတ်လုပ်ခဲ့တဲ့စက်ရုံတွေကကားရီနဲ့အိမ်သုံးပစ္စည်းတွေထုတ်လုပ်ဖို့လှိမ့်မြန်စွာပြောင်းလဲခဲ့ပါတယ်ထုတ်လုပ်မှုကြီးကြေးတိုးလာတာကရေလိုအပ်ချက်အကြီးကြီးတိုးလာတယ်ဆိုတာပါ1950ပြည်နှစ်မှာ အမေရိကန်ပြည်သားစုအားမြစ်တွေရေကန်တွေနဲ့မြေအောက်ရေကြောတွေကနေတနေ့ကိုရေကန်လက်180ဘီလီယံလောက်ထုတ်ယူနေရပါတယ်1960ပြည့်နှစ်မှာအဲ့ဒီပမာဏက290ဘီလီယံထိတိုးလာခဲ့ပါတယ်အဲ့ဒီရေကအမေရိကန်နောက်ပိုင်းက6သိန်းတဲ့ဒေသတွေမှာအလွယ်ဆုံးဖြစ်ပါတယ်ဒီပူပြင်း6သိန်းတဲ့ဒေသတွေမှာမိုးရွာသွန်းမှုအလွန်နှေးပြီးတော့တနေ့ကို10လက်မကနေ15လက်မအောက်သာရှိပါတယ် ။အဘူဂျင်းကရေကိုလေးမြစွာငွှဲ့ပြန်စီတာကြောင့်ရေလောင်ကန်ဒီကိုပြစ်အောင်ထိန်းသိမ်းဖို့ခက်ခဲစေပါတယ်။ဒီပြဿနာကကယ်လီဖိုးနီးယား၊နေဗာဒါ၊အရီဇိုနာနဲ့နောက်ပိုင်းတက်ကဆတ်လိုနေရာတွေမှာအထင်ရှားဆုံးဖြစ်ခဲ့ပြီးလူရေလေးမြစွာတိုးတက်နေပါတယ်။ဒါပြင်အမေရိကန်ပြည်ထောင်စုကလူရီတက်တာမကမက္ကဆီကိုမြောက်ပိုင်းမှာလည်းရေပြက်တနာပြင်းထန်စွာရင်ဆိုင်နေရပါတယ်။ကဲဒါပါတော့ဒါတရားလုံးကလွန်ခဲ့တဲ့260ကဖြစ်ခဲ့တာပါပြီးခဲ့တာလေပြီးပါပြီ။ဒီနေ့ခေတ်ချင်းတွေကိုဆက်ကြည့်အောင်ပါအမေရိကန်ပြည်ထောင်စုမှာဘာကာဆေ လန်ကင်ရုံးစင်နဲ့အထင်ရှားဆုံးဖြစ်တဲ့ဟူပါဆယ်လိုကြီးမားတဲ့ဆယ်တွေတိစောက်ခဲ့တာရေရရှိမှုနဲ့တန်ရှင်တဲ့လျှက်ဆက်စွမ်းရည်ထုတ်လုပ်ဖို့အဓိကရည်ရွယ်ပါတယ်ဟူပါဆယ်ဟာ lead me ဆိုတဲ့ American ရဲ့အကြီးဆုံးရေလောင်ကန်ကိုဖန်တီးခဲ့ပြီးတော့ဒီဆယ်ရီကလည်းရေတွေကိုလှုပ်ပြီးတာပန်နေလေပတ်စီတာဟာကာဗွန်ထုတ်လုပ်မှုနဲ့လျှက်ဆက်တာကိုထုတ်လုပ်ပေးပါတယ်ဒါမဲ့လည်းကိုလိုရာဒိုမြေကြီးကိုတူးမြောက်နေတဲ့လမ်းကြောင်းပြောင်းပြီးတော့တုံးဆဲနေတဲ့ကြားကတော့မှနိုင်ငံရဲ့တိုးတက်မှုနဲ့လူရည်တိုးတက်လာမှုတွေလုံလောက်တဲ့ရေရရှိရေးစိုးရင်ပူပန်မှုတွေကတော့ရှိနေသေးပါပဲ။ အထူးသဖြင့်တော့စေပြီးခင်မှာလူရည်ရန်တိုးလာနိုင်တယ်လို့ခံမှန်းခဲ့ကြတဲ့အတွက်ရေရင်းမဲ့စီမံခန့်ခွဲမှုအားပို့ပြီးတော့အရေးကြီးလာပါတယ်။ American ပြည်ထောင်စုရဲ့ရေပေးဝင်မှုနဲ့ပတ်သက်ပြီးတော့အစိုးရဆုံးလူက Ruff M Parkson ဆိုတဲ့လူပါပဲ။1944ခုနှစ်မှာသူ့လုပ်ငန်းကိုစတင်ခဲ့တဲ့ Parkson ဟာကြီးမားတဲ့ engineer စီမံကိန်းတွေမှာထူးကျွမ်းကျေသူဖြစ်နေတဲ့နာမည်ကြီးလာခဲ့ပါတယ်။သူနဲ့သူ့ရဲ့ကုမ္ပဏီဟာလေတဲတုံးပြန် engine စက်သက်ခန့်တွေဒူရီကီရဲ့ပထမဆုံးရေနံချက်စက်ရုံ Southern California မှာရှိတဲ့ Vantapack Space Force Base က ICBM လွှတ်တည်နေရာတစ်ခုလုံးစာတာတွေကိုဒီဇိုင်းဆွဲတည်ဆောက်ခဲ့ပါတယ်။ဒီလိုအောင်မြင်မှုတွေကြောင့် Rough Person ကအစိုးရနဲ့စက်သွေးမှုကောင်တွေတည်ဆောက်နိုင်ခဲ့ပြီးဒါတွေကသူ့ကိုတမိုင်းမှာအကြီးမားဆုံးဆောက်လိုက်စီမံကိန်းတွေကတစ်ခုကိုအစိုးပြုဖို့တဲ့လမ်းစာဖြစ်ခဲ့ပါတယ်။ရေပြဒနာရဲ့အရေးမြင့်မြောက်အမေရိကရဲ့ရေတွေပဲရောက်နေလေ။တကယ်တော့မြောက်အမေရိကတိုင်းမှာရေတွေအများကြီးရှိပါတယ်။ဒါပေမဲ့ပြဿနာကကနေဒါနဲ့အလာစကာရဲ့အနောက်မြောက်ပိုင်းမှာရေတွေအများကြီးရှိနေပြီးအဲ့ဒီရေတွေရဲ့အများစုကပင်လယ်သမုဒ္ဒရာတွေကိုစီးဝင်နေတာပါ။ ဒါကြောင့်မဲ့စေကူးတစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒီမိုးရေတွေနဲ့မြေကြီးအားလုံးကိုအမေရိကန်ပြည်ထောင်စုရဲ့အလေပိုင်းကိုလမ်းကြောင်းပြောင်းပြီးမက္ကဆီကိုမြောက်ပိုင်းတီစီးဆင်းစေအောင်ဖန်တီးပို့ပါပဲ။ဒီစီမံကိန်းကို North African Water and Power Alliance လို့ခေါ်ဆိုပြီးတော့အတူကအပြင်တော့ North Power လို့တည်ကြပါတယ်။ North Power ဘလို့အလုပ်လုပ်မလဲ။ဒီစီမံကိန်းဟာယူကိုမြေရဲ့မြေပြားခံရနေရာကနေစတင်မှာပါ။အဲ့ဒီမှာမြင်းရဲ့တဘာဝတိုင်းဘေရင်းပင်လယ်ထဲကိုစီးဝင်တာကိုပိတ်ဆို့ဖို့အတွက်စေရီတီဆောက်ပြီးတော့ကြီးမားတဲ့ရေလောင်ကန်ကြီးတစ်ခုကိုဖန်တီးပါလိမ့်မယ် အဲ့ဒီကနေတဆင့်ရေဒီကိုတူးမြောင်းနေဥမေလန်ကောင်းနေတဲ့ရေတင်ဆက်ရုံနေစနေတရချိတ်ဆက်ပြီးတဘာဝတိုင်းမြေမျက်နှာပြင်အတားစီပေါ်ကနေမြင့်တင်ပြီးတော့လမ်းကြောင်းပြောင်းမှာပါရေဒီကိုတောင်ဘက်ကိုရွှေ့ပြောင်းနိုင်ပြီဆိုရင် British Columbia မှာရှိတဲ့ Liet နဲ့ Peace မြစ်တွေအတွက်နောက်ထပ်ရေလောင်ကန်တွေတည်ဆောက်မှာပါဒီရေလောင်ကန်တွေကိုအမြင့်မှာတည်ဆောက်ပြီးရေဒီအားကုန်အောက်ကိုစီးစင်းစေကရေဒီဆက်ရုံတွေသုံးဖို့မလိုအောင်လှုပ်ဖို့အတွက်ရည်ရွယ်ခဲ့ပါတယ်။ Noah Fasimagain ဒီစီမံကိန်းဟာအမေရိကန်ပြည်ထောင်စုရဲ့အနောက်မြောက်ဒေသကရေတီကို၆သွေးတဲ့ပြည်နယ်ရီစီပို့ဆောင်မှုရည်ရွယ်တဲ့ကြီးမားတဲ့အင်ဂျင်နီယာစီမံကိန်းကြီးတစ်ခုပါဒီစီမံကိန်းကရေအားလျှပ်စစ်ကိုထုတ်လုပ်ပြီးတော့အဲ့ဒီစွမ်းအင်တွေရေတီကိုမြင့်တင်တဲ့နေရာရီစီစုပ်တင်ပါတယ်တောင်ဘက်ကိုစီးစီးနေတဲ့မြစ်သုံးတွေကရေတီကို Rocky Mountain Trail တွေကဗဟုရေလောင်ကန်ကြီးတစ်ခုစီလမ်းကြောင်းပြောင်းပေးပါတယ်အဲ့ဒီကနေရေဒီယာမွန်ထာနာနဲ့အိုင်ဒါဟိုအလဲပိုင်းကိုစီစဉ်သွားပြီးအသည့်တိဆောက်မဲ့ရေကာတာတွေကနေစွမ်းအင်ရယူတဲ့ရေစိုးစခန်းတွေကနေ စောထုရေလံကန်ကိုမြင့်တင်ပို့ဆောင်ပါတယ်နောက်ဆုံးအနေနဲ့စောထုတောင်ကိုဖျက်ကျော်ပြီးတော့ဥမေလံကောင်းကနေရေရီယာယူတာနဲ့နေဗာဒါ20တခြားတောင်ဘက်ကိုစီစဉ်သွားပါတယ်အဲ့ဒီမှာရေတွေကနှစ်ခုကွဲသွားပြီးတစ်ခုကအရီဇိုနာညူမက္ကဆီကိုကိုလိုရာဒိုပြည်နယ်ရီစီကိုကြံတစ်ခွားကတော့နေဗာဒါကယ်လီဖိုးနီးယားကိုဖျက်ပြီးမက္ကဆီကိုနောက်မြောက်ပိုင်းတိရောက်ရှိမှာပါနော်ပါစီမန်ကိမကနေဒါနဲ့မက္ကဆီကိုအထွတ်အကျိုးမြတ်များဒီစီမံကိန်းဟာကနေဒါနဲ့မက္ကဆီကိုနှစ်နိုင်ငံစလုံးအတွက်တည်တာထင်ရှားတဲ့အကျိုးကျေးဇူးတွေယူဆောင်ပေးပါတယ် ကနေဒါအတွက်ကတော့ Peace River ကရေအချို့ကို Great List တွေကိုလမ်းကြောင်းပြောင်းပြီးတော့ရေမျက်နှာပြင်မြှင့်တင်ပေးခြင်းဖြင့်ရေကြောင်းပို့ဆောင်ရေးကိုတိုးတက်စေပါလိမ့်မယ်။ဒါပြင် St. Lawrence စီးဝေးနဲ့ချိတ်ဆက်ပြီးတော့မြောက်ပိုင်းအနောက်ပိုင်းဒေသတွေကိုစိုက်ပျိုးရေးဒေသတွေနဲ့မြို့ပြတွေနဲ့ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Alberta ကနေ Lake Superior ထိရေကြောင်းသွားလာနိုင်တယ်။ Transportation Canal လမ်းကြောင်းတစ်ခုလည်းပါဝင်ပါတယ်။ Mexico ကတော့ဒီစီမံကိန်းကြီးကိုစိုက်ပျိုးနိုင်တဲ့မြေ area 3000နီးပါးတိုးလာမှာဖြစ်ပြီးစုစုပေါင်း 2GW လျှက်စစ်တာရရှိမှာပါ။ဒါကတော့မက္ဆီကိုပြည်သူတွေရဲ့လူနည်းမှုစင်တဲ့ကိုတည်တည်တသာညှင့်တင်ပေးနိုင်မယ်လို့ယုံကြည်ထားပါတယ်။ဒေါ်ပါစီမန်ကဲရဲ့အမေရိကန်အကျိုးမြတ်နဲ့စင်ခုံးမှုများဒီစီမန်ကဲဟာအမေရိကန်ပြည်ထောင်စုအတွက်အကြီးမားဆုံးအကျိုးမြတ်တွေယူဆောင်လာမှာပါ။တက်နစ်ကိုရေအေးကပေး 58တန်ဒီပါရရှိမှာဖြစ်ပြီးစိုက်ပျိုးမြေစုရံပေါင်း6000ကျော်တိုးလာပါတယ်။နိုင်ငံအတွက်3.8 GDP လျက်စက်တအားထုတ်လုပ်ပေးနေပြီးနိုင်ငံဝင်ငွေဒေါ်လာဘီလီယံ30လောက်တိုးလာမယ်လို့ခန့်မှန်းထားပါတယ်။ဒီလိုကြီးမားတဲ့စီမံကိန်းအတွက်စီမံကိန်းခွဲ369ခုပါဝင်ပြီးတော့ဘီလက်မီ၊တန်မဏိ၊ကျင်းနီနဲ့အလူမီနီယံအမြောင်များလိုအပ်ပါတယ်။အလုတ်ကိုင်းတဲ့၄တန်းလောက်ဖန်တီးပေးနိုင်ပြီးဒီဇော်ရီကာလာက230ကျားမြင့်မယ်လို့ခန့်မှန်းထားပါတယ်။ဖြစ်နိုင်ခြေအနေနဲ့နည်းပညာအရရောကနေဒါနဲ့အလက်စကာကမြစ်တွေကိုမက္ဆီကိုတိရေရအောင်လမ်းကြောင်းပြောင်းလို့ရနိုင်တယ်လို့အင်ဂျင်နီယာတွေကကောက်ချက်ချပါတယ်။ ဒါပေမဲ့ကြီးမားဆုံးစေကုံမှုကတော့ကုန်ကျစရိတ်ပါပဲ1964ခုနှစ်တကဒေါ်လာဘီလီယံတရာယခုခေတ်ငွေကြေးနဲ့ဆိုရင်ထရီလီယံတကျော်ကုန်ကျမယ်လို့ခန့်မှန်းခဲ့ပါတယ်ဒီကုန်ကျစရိတ်ကိုနိုင်ငံသုံးနိုင်ငံကခွဲဝေကြခံရမှာဖြစ်ပြီးဒီစာရေးကာလကြာမြင့်လာရေးငွေကြေးပြည်ထနာတွေကြုံလာရင်တန်တမာရေးရာပြည်ထနာတွေဖြစ်လာနိုင်တာရဲ့အကြောင်း BND ရဲ့ဖြစ်နိုင်ခြေများပါတယ်ဒီနေ့မြောက်နယ်မှုကလည်းအကျိုးမြတ်ပြန်ရလာနိုင်မလားမေးခွန်းထုတ်ကြပါဒါပြင်ကီလိုမီတာ၄000ကျော်ရှည်လျားတဲ့နေရာမျိုးမှာစေတီဥမင်တွေတူးမြောင်တွေတိစောက်ရတာဟာထောက်ပံ့ပို့ဆောင်ရေးစင်ကုန်မှုများစွာရှိနေပါတယ် ဘဝင်းကျင်ဆာယာစိုးရိမ်မှုများနဲ့နောက်ဆုံးမှာဖျက်သိမ်းခြင်းနော်ပါစီမံကိန်းအစပိုင်းမှာတော့ကြီးမားတဲ့ကုန်ကျစရိတ်ရှိနေပြီမယ်ကွန်ကရစ်အမှတ်ဂျင်ဘရစ်နဲ့အထက်လွှတ်တော်အမှတ်ဖရန့်မော့စ်ပါဝင်ဝါရှင်တန်ကဩစာရှိသူတွေများပြားကအားပေးထောက်ခံကြပါတယ်ကနေဒါဝင်ကြီးချုပ်ကိုယ်တိုင်ကလည်းစိတ်ဝင်စားခဲ့တာကြောင့်စီမံကိန်းကောင်တဲ့ပေါ်တော့မယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့လည်း1980ပြည့်လို့နှစ်ဒီမှာအမေရိကန်ပတ်ဝန်းကျင်ထိန်းသိမ်းလှုပ်ရှားမှုများပေါ်ပေါက်လာပြီးတော့ဒီစီမံကိန်းကိုပြင်းထန်စွာကန့်ကွက်ခဲ့ကြပါတယ် အဓိကအပြင်တော့ Alaska နဲ့မြောက်အနောက်ကနေတာကမြေကြီးတွေကိုလမ်းကြောင်းပြောင်းခြင်းဟောင်းငါးတွေရှိပြောင်းသွားလာမှုကိုထိခိုက်စေပြီးရင်းနေတဲ့တဝါဒီရဲ့ကျမ်းမာရေးကိုချင်းချောက်တယ်လို့မြင်ခဲ့ကြပါတယ်။အဲ့ဒီပြင် Rocky Mountain Trench ကိုကြီးမားတဲ့ရေလောင်ကန်ပြင်းနဲ့ပြောင်းလဲလိုက်မယ်ဆိုရင်တောရိုင်းဒေသတွေတစ်တော်တွေရေဝက်ဒေသတွေပြသပြီးတော့ဒေသခံတောရိုင်းလက်ဆံတွေနဲ့ကနေတာရဲ့ဌာနတိုင်းသားလူဦးရေကိုထိခိုက်စေမယ်လို့ဝေဖန်သူတွေကထောက်ပြခဲ့ပါတယ်။ ဒါကြောင့်ပေါ်ဝင်ချင်းထိသိသမားတွေကဒီစီမံကိန်းကိုရေးဆိုင်ရဘလူးဖြစ်နေမြင်ခဲ့ကြပါတယ်။အကျိုးအားဖြင့်တော့ပေါ်ဝင်ချင်းဆိုင်ရဆိုးရိမ်မှုတွေကခိုင်မာခဲ့ပေမယ့်ဒီစီမံကိန်းမတိဆောက်ဖြစ်ခဲ့တဲ့အဓိကအကြောင်းကကြီးမားတဲ့ကုန်ကြစိတ်ဒေါ်လာထရီလီယံတက်ကျော်ပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိလိုင်ဒန်လော့ရရှေနိုင်ငံရေးနောက်ွယ်တွေက Number 21လို့စီးပွားရေးစီရင်ခန်းစာရေးထုတ်ပြန်ပြီးတော့ဒီစီမံကိန်းကိုထောက်ခံနေကြပါသေးတယ်။တဲ့အနေနဲ့ဒီစီမံကိန်းဟာကဘာကြီးကိုပိုကောင်းစေရလို့ထင်ပါလား။ဒါမှမဟုတ်ပို့ပြီးတော့ထိခိုက်ပျက်စီးစေပါလား။